ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဘယ်လိုမှဆိုရင်တော့အခုလမ်းမျိုးကျွန်တော် modernization state မှာကျွန်တော်ဒီလမ်းမျိုးအနီပြပြီးတော့ဗောနော်ကျွန်တော် view ကိုနှိပ်ကြည့်လိုက်တဲ့အခါမှာအာကျွန်တော် content modernization ကျသွားတယ်ဗောနော်အဲ့တော့ re နဲ့ re ကနေပြီးတော့ကျွန်တော်ဝင်ငွေရှာလို့မရတော့ဘူးဗောနော်တချို့တွေဆိုလို့ရှိရင်အာ re နဲ့ pdf ကနေပြီးတော့ဝင်ငွေရှာလို့မရတော့ဘူး ျွန်တော်ဓာတ်ပုံနဲ့စာကနေပြီးတော့ပဲဝင်ဝင်ရှာလို့ရတယ်ဆိုပြီးတော့ကျွန်တော်တို့ပြနေတာမျိုးတွေတွေ့ရမှာနော်အဲ့လိုမျိုးဖြစ်သွားတဲ့အခါမှာကျွန်တော်တို့ Facebook တင်ကိုဘယ်လိုမျိုး report တင်ရမလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီချက်လောက်ကြည့်ကြမယ်အဲ့တော့ကျွန်တော်တို့က Facebook ထဲကိုဝင်ပြီးသွားတဲ့အခါမှာကျွန်တော်တို့ profile ထဲကိုဝင်ပြီးလိုက်မယ် ပရိုဖိုင်ထဲကိုရောက်သွားပြီဆိုရင်တော့ကျွန်တော်တို့ကညာဘက်မှာရှိတဲ့အဆက်30ကိုနှိပ်ပေးမယ်ပြီးသွားလို့ဆိုရင်တော့ကျွန်တော်တို့က page data တွေကိုဝင်ပြီးလိုက်မယ်ပြီးသွားလို့ဆိုရင်ဒီမှာ ကျွန်တော်တို့ recommendation ကတော့ active ဖြစ်ပြီမဲ့ကျွန်တော်တို့ monetization က limit ဖြစ်နေတယ်ပေါ့နော်ဒီမှာ monetization က limit ဖြစ်နေတယ်တချို့တွေဆိုလို့ရှိရင် monetization suspended ဖြစ်နေတာတွေလည်းရှိတယ်ပေါ့နော် အဲ့တော့ကျွန်တော်တို့က modernization ကိုတစ်ချက်နှိပ်ကြည့်မယ်။နှိပ်ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ကဒီမှာ you can not any money from URB မင်းအားတဲ့ပြည်ရနေပြီးတော့ဝင်ဝင်ရှာလို့မရတော့ဘူးတဲ့။ but ဒါပေမဲ့ can stay any money from video and post waste in me order မင်းအားလည်း video ကနေပြီးတော့မှဝင်ဝင်ရသေးတယ်။ကျွန်တော်တို့တပ်ပုံနေစာနေရတယ်ပြီးတော့မှကျွန်တော်တို့ဝင်ဝင်ရသေးတယ်ပေါ့နော်။အဲတချို့လေဆိုလို့ရှိရင်အာဒီမှာ re နဲ့ video ကနေပြီးတော့ဝင်ဝင်မရတော့ဘူးဆိုပြီးတော့သူက ြောတယ်။အဲ့တော့ကျွန်တော်တို့ပထမအဦးဆုံးအနေနဲ့ကျွန်တော်တို့ကဒီလိုမျိုးဖြစ်လာပြီဆိုလို့ရှိရင်ဒီ find out more ဆိုတာကိုတစ်ချက်နေကြည့်မယ်။အဲ့တော့ကျွန်တော်က find out more ကိုနှိပ်ပြီးသွားတဲ့အခါမှာဘာကြောင့်ဒီ monetization ကျလာလဲဆိုတော့ကျွန်တော်ဒီအောက်မှာသူကရေးထားတယ် Discord again our partner monetization policy မင်းရတယ်ငါတို့ရဲ့ partner monetization policy ကိုမလိုက်နိုင်လို့တဲ့ အဲမင်းကိုဝင်ဝင်ရှာချင်းကန့်တတ်လိုက်တယ်ပေါ့နော် ree ကနေပြီးတော့ဝင်ဝင်ရှာချင်းကန့်တတ်လိုက်တယ်လို့သူကပြောလိုက်တယ်အဲ့တော့ဒီမှာ partner modernization လို့ပြောရတာဖြစ်နေတဲ့အတွက်ကိုယ့်ရဲ့ pay ဒီ partner modernization policy နဲ့ value တွေကညှိနေတာလေအဘယ်ပို့တွေကညှိနေလဲဆိုတော့ကျွန်တော်တို့ကအရင်ဦးဆုံးစစ်ဆေးပြီးတော့မှကျွန်တော်တို့ဖြတ်ရမယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ pay ထဲမှာနော်ဒါမှမဟုတ်ကိုယ့်ရဲ့ profile pay ထဲမှာ ပဒနာ modernization policy တဲ့မကိုက်ညီတဲ့ပို့တွေ video တွေကျွန်တော်တို့ read တွေရှိနေခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အကုန်လုံးဒါကိုကျွန်တော်တို့ဖြတ်ပြမယ်เนาะအရင်ဆုံးကျွန်တော်တို့ပဒနာ modernization policy နဲ့မကိုက်ညီတဲ့ဟာတွေကိုကျွန်တော်တို့အရင်ဆုံးဖြည့်ရှင်းရမယ်ပြီးွားတဲ့အခါတော့ကျွန်တော်တို့ report တင်မယ်ပေါ့เนาะ modernization ကြာနေတဲ့နေရာလေးကိုကျွန်တော်တို့ screenshot တစ်ပုံရိုက်လိုက်မယ်ပြီးသွားလို့ရှိရင်ကျတို့ဒီမှာ modernization limit ဆိုတဲ့နေရာကိုလည်းကျတို့က စကရင်ရှော့တပုံရိုက်ထားလိုက်မယ်။ပြီးရင်တော့ကျွန်တော်တို့ကအနောက်ကိုပြန်ပြီးတော့ဆုပ်ပေးလိုက်မယ်။ပြီးအောင်ဆိုရင်တော့ကျွန်တော်တို့ကညာဘက်မှာရှိတဲ့မြင်းချောင်းတုံချောင်းကိုနှိပ်လိုက်မယ်။ပြီးရင်တော့ကျွန်တော်တို့ကအပုံနဲ့နဲ့ဆွဲတင်လိုက်မယ်။ဆွဲတင်ပြီးအောင်ဆိုရင်တော့ကျွန်တော်ဒီမှာ head and spot ဆိုတာရှိတယ်။အဲ့တော့ကျွန်တော် head and spot ကိုနှိပ်ပေးလိုက်မယ်။ပြီးလို့ဆိုရင်တော့ကျွန်တော်တို့က report a problem ဆိုတာကိုနှိပ်ပေးလိုက်မယ်။ ပြီးရင်တော့ကျွန်တော်အပေါ်ဆွဲတင်ပြီးတော့ continue to report a pro plan ဆိုတာကိုတစ်ချက်နေပြီးမယ်ပြီးအောင်စင်တော့ကျွန်တော်ကဒီမှာ include ဆိုတာကိုတစ်ချက်နေပြီးလိုက်မယ်ပြီးလို့စင်ကျွန်တော်ဒီနေရာရောက်တဲ့အခါမှာ ကိုကပေးလာဒါမှမဟုတ်ရင် profile ပေးလာပေါ့နော်ဒါကိုရွေးပေးရမယ်ကျွန်တော်တော့ဒီမှာ ပေးဖြစ်တဲ့အတွက်ကျွန်တော်ပေးကိုရွေးပေးရမယ်တကယ်လို့ကျွန်တော်က profile ပေးဖြစ်တဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ profile ဆိုတာကိုရွေးပေးရမယ်အဲ့တော့ကျွန်တော်ဒီမှာပေးကိုရွေးပေးလိုက်မယ်ပြီးတော့ဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်တို့ကအပေါ်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့စာထည့်ပေးရမယ်ပေါ့နော်အဲ့တော့ report စာထည့်ပေးရမယ်။အောက်မှာဆိုလို့ရှိရင်တော့ unlock ဖုန်းဖုန်းကိုနှိပ်ပြီးတော့ခုနကတုန်းကကျွန်တော်တို့ရိုက်ခဲ့တဲ့ screenshot နှစ်ပုံကိုထည့်ပေးရမယ်။အဲ့တော့ကျွန်တော်ဒီမှာ unlock ဖုန်းဖုန်းဆိုတာကိုတစ်ချက်နှိပ်ပေးလိုက်မယ်။ ပြီးရင်တော့ခုနကတည်းကကျွန်တော်ရိုက်ခဲ့တဲ့ screen shot နှစ်ပုံကိုထည့်ပေးလိုက်မယ်အခုလိုမျိုးကျွန်တော်တို့ screen shot နှစ်ပုံထည့်ပေးပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကစာရေးဖို့အတွက်ဆိုလို့ရှိရင်ကွက်ကိုရေးလို့တက်တယ်ဆိုရင်ကွက်ကိုရေးလို့ရတယ်ကွက်ကိုရေးလို့အဆင်ပြေဘူးဆိုရင်လည်းကျွန်တော်တို့ AI ကိုရေးခိုင်းလိုက်လို့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာ AI ကိုပဲရေးခိုင်းလိုက်တယ်အဲ့တော့ကျွန်တော်ဒီစာလေးကိုကျွန်တော်ရေးရတဲ့စာလေးကိုကျွန်တော်တို့ copy ယူလိုက်တယ်ပေါ့နော် ပြီးတော့လို့ဆိုရင်တော့ကျတို့ကခုနတုန်းကကျတို့ Discord ဆိုတဲ့ပေါက်ထဲမှာတွားပြီးတော့ထည့်ပေးလိုက်တယ်။အဲ့တော့ဒီစာလေးကိုလည်းကျွန်တော်ကအာ comment မှာခြားပေးထားမှာပေါ့နော်။တကယ်လို့ကိုယ့်ကိုရေးလို့အဆင်ပြေတယ်ဆိုရင်တော့ကိုယ့်ကို AI ကိုရေးခိုင်းလိုက်လို့ရတယ်ပေါ့နော်။ရေးခိုင်းပြီးရတဲ့အခါမှာကျတို့ page name နဲ့ page URL လို့နေရာမှာကိုယ့်ရဲ့ page နာမည်ပြီးလို့ဆိုရင် page URL ရဲ့နေရာမှာကိုယ့်ရဲ့ page clean ပေါ့နော်။ဒါကိုထည့်ပေးမယ်။ထည့်ပေးပြီးသွားလို့ဆိုလို့ဆိုရင်တော့ကျတို့ကညာဘက်မှာရှိတဲ့ညားလေးကိုနှိပ်ပေးလိုက်မယ်။ ပြီးရင်တော့ကျွန်တော်ဒီမှာခဏစောက်ပြီးမှာပေါ့နော်အခုလိုမျိုးကျွန်တော်တို့ thank you feedback လို့ပြသွားပြီဆိုလို့ရှိရင်တော့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့က fifteen ကိုကျွန်တော်တို့ modernization limit ဖြစ်တဲ့အကြောင်းကို report တင်လိုက်ပြီပေါ့နော်အဲ့တော့ကျွန်တော်တို့အားလုံးကိုဖြည့်ဆည်းပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့နော်အချိန်နဲ့နဲ့စောက်ပြီးရတယ်ပေါ့နော်နှစ်ပတ်လေးပတ်တာမျိုးတွေစောက်ပြီးပြီးပါနေခိုင်းနော်ကိုယ့်ရဲ့ pay က modernization active ပြန်ဖြစ်ပြီးတော့အရင်တိုင်းကျွန်တော်တို့အားလုံးပါပဲတင်တင်ပေါ့နော်ကျွန်တော်တို့ဝင်ငွေရမှာဖြစ်ပါတယ် ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုကိုကြည့်ရှုပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်